ေချင်းလေးတို့အားလုံးပဲမင်္ဂလာပါ။စောင့်မျှော်နေကြသလိုပဲရင်ခုန်တန်ရဲ့ podcast အစီအစဉ်ရောက်ရှိလို့လာပါပြီ။ရင်ခုန်တန်မှာပုံမှန်တင်ဆက်ပေးနေတဲ့အစီအစဉ်ကောင်းတွေအပြင်အခြားသောအထူးအစီအစဉ်တွေကိုတငယ်ချင်းလေးတို့နားဆင်နိုင်ဖို့ရာအတန်သွင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ကဲဒီနေ့မှာတော့စိတ်ဝင်စားစရာအကြောင်းအရာတွေကတခုဖြစ်တဲ့ LGBTQ+ တူအနေနဲ့ကိုကိုကိုဘယ်ချိန်မှစတင်ပြီးတတိထားမိခဲ့တာလဲဆိုတာကို Bestie ကတငယ်ချင်းလေးတို့နဲ့အတူတူလေ့လာကြည့်သွားမှာဖြစ်ပါတယ်။လေ့လာချက်တွေအရလူငယ်များစုဟာသူတို့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကို စေကျော်သက်အရွယ်မှာစတင်တတိထားမိလေးရှိပါတယ်။ The Travel Project ရဲ့2023ခုနှစ်အစီရင်ခံစာအရ LGBTQ လူငယ်82ရာခိုင်နှုန်းဟာအသက်18နှစ်မတိုင်ခင်သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေကို သိရှိလာကြတယ်လို့ဆိုပါတယ်။အထူးသဖြင့်အသက်73နှစ်ကနေ79နှစ်ကြားကာလဟာဒီလိုမျိုး ခံစားချက်တွေကို အများဆုံးသတိထားမိလာစေတဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။သူတို့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ပတ်သက်ပြီးဘယ်လိုမျိုးလေ့လာကြပါသလဲ။ GLAAD ရဲ့ထုတ်ပြန်ချက်အရ LGBTQ+ လူငယ်80ရာခိုင်နှုန်းဟာအွန်လိုင်းကနေတဆင့်သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာအတွက်အချက်လက်တွေရှာဖွေကြတယ်လို့သိရပါဗျ။ဒါဆိုရင်ရင်ခုန်တန်ရဲ့တငယ်ချင်းလေးတွေကရောသူတို့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုကိုဘယ်လိုမျိုးသတိထားမိကြပါသလဲအခုဘက်စတီနဲ့အတူတငယ်ချင်းလေးတွေဖြစ်တဲ့နိုလန် ဖုံးခတ်အောင်ဝီလီကေကေမိုခေးနဲ့ဇော်ဇော်တို့ကသူတို့ရဲ့ရင်နှင်းစကားသံလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နည်းနည်းလူလိုတိတက်တဲ့အရွယ်အနေစာရွေးကျွန်တော်ဒီပုံစံနေရပါဘို့လေ။ဒီဟိုအလောက်နှစ်တန်းတုံးတန်းလောက်ထီတော့ဒါမိဘတွေသိပြီးတော့သဘောမကျခဲ့ဘူး။ ဒါပေမဲ့ကျွန်တော်ကဒီပုံစံတိုင်းပဲသွားရှင်တယ်ဒီတိုင်းပဲဆိုတော့မိဘတွေကလည်းလွတ်ပြီးတဲ့အချိန်နဲ့ကျွန်တော်လည်းတန်ယူလိုက်တဲ့အချိန်ကတော့တော်တော်ကြီးကိုငယ်သေးရတာကျွန်တော်တန်းတန်းတန်းကလေးရစပြီးကျွန်တော်မိန်းကလေးကိုသဘောကျတယ်အဲကျွန်တော်နေချင်တဲ့ပုံစံယောက်ျားလေးပုံစံဖြစ်ပြီးတော့ယောက်ျားလေးလိုမျိုးပဲဆက်ပြီးသွားရင်လည်းဆိုရဲခံယူချမ်းနဲ့ဒီထွန်ကြတာမှအဖြစ်ကိုလက်ခံလိုက်တာပေါ့နော်ဒီကောင်းကောင်းကြီးခံယူနိုင်တဲ့အသက်ကောင်းကောင်းကြီးပေါ့ငါဆန်ကြတာမှတယောက်ဖြစ်ခံယူမယ်ဆိုတာတော့ကျွန်တော် အသက်18 19လောက်မှစပြီးတော့အဲ့လိုဆုံးဖြတ်တာပါဗျ။ရောက်ကြလေးလို့နေရာတိုက်တာတော့ငငယ်ကလေးပဲတိုက်တာဟိုတကယ်တိတဆအရွယ်ကလေးရောက်ကြလေးလို့နေရာတိုက်တယ်ဒါပေမဲ့အိမ်အိမ်ရဲ့ဟိုအပြင်းပြင်းပေးမှုကြောင့်ဘာလို့ကိုမတိုက်လဲဒီကောင်ဝင်လေးတွေဝခိုင်းနေကြောင်းတိုက်လဲရင်မုန်းနေတယ်ทำไมเนี่ยวะเนาะไอ้หนูเนี่ยวะคายเนี่ยสวยอ่ะแหละที่ก็เวที่ท้าคายเนี่ยวะเนาะไอ้อ่าแซดันปีได้ที่อ่าประมาณเนี่ยที่ มันทำไมวุ่าแต่ไม่เรีนรู้โบราณนี่เนี่ยย้อนว่ากููทังกันได้ยาวสุดเลยกูมันตัมาแค่หัวเนาะ แต่แม่กูหูวรถตีนี่เนี่ยย้อนจาเรียนูไปวุ่นได้ใจเต็มอ่าที่ไม่เรีนรู้ว่าอะไรเนี่ยใช่ชื่อกูก่อนเนี่ย แต่แม่ปัทมันเนี่ยปีโตเอ่อว่กูมีบ้านีเนี่ยไอ้ไอ้ทีะดูม တဲ့ရန်ကုန်ဘက်ကိုအကြောင်းသားတက်တဲ့အချိန်မှာပေါ့နော်အဲ့ချိန်ကျကနေစပြီးတော့အဲဟိုထိန်းချုပ်ပိုင်းလည်းမရှိတဲ့ခါကျတော့ဆင်းတော်တော်စားညံ့ဖြစ်သွားတယ်ပေါ့နော်ဟုတ်အဲ့အဲ့ချိန်တုန်းကတော့2019ဖြစ်မှာဗျာဟုတ်အာ2019ဖြစ်မှာအဲ့အဲ့တုန်းကတော့ဟိုကဆင်းညံ့ညံ့အဲ့ဆင်းညံ့ပြီးတော့အဝတ်စားတွေကလည်းတော့ရောက်ကြတဲ့ပုံစံအဟိုလိုက်တော့တာပေါ့နော်ဟုတ် င်တော့ဆက်ခဲ့လာတော့ကိုကိုနားလည်လာတယ်ပေါ့ဟိုရှစ်တန်းကိုတန်းအရွယ်လောက်တော့ဆက်ခဲ့ရပေါ့အဲ့ဒီအငယ်တော့ကပေါ့လေနော်ခဏကွာလဲနွဲ့နောင်နာဆိုတော့ပေါ့အတန်လဲနွဲ့နောင်နာဆိုတော့ပေါ့လေနော်အဲ့လိုအဲတငယ်ချင်းညတော့ဂိမ်းတွေပါတယ်လို့ပြောကြပေးမယ်ပေါ့နော်ကိုကိုကတော့အဲတုန်းကတော့အဲယောက်ျားလေးဖြစ်တယ်လို့ပဲခံယူခဲ့ရပဲပေါ့လို၈၉ရောက်မှာဩငါယောက်ျားလည်းမဟုတ်ဘူးပေါ့နော်ဂိမ်းလည်းမဟုတ်ဘူးကိုကခွေရတယောက်ဖြစ်တယ်ဆိုတာစပြီးသတ်မှတ်ခဲ့ရပါဟုတ် ကြာတော့မကြာသေးဘူးပေါ့အရင်ရှိသာစထားတဲ့အချိန်လို့ပြောရမလားပေါ့အာကျွန်တော်ကအရင်တော့ကိုကို straight လို့ပဲထင်တယ်ဒါပေမဲ့အဲကောင်မလေးတယောက်နဲ့တွေ့ရပေါ့နော်အဲ့ကောင်မလေးတယောက်နဲ့တွေ့တော့ကျွန်တော်သူနဲ့ရည်ရည်သားဖြစ်သွားတယ်ပေါ့ဒါပေမဲ့အာတခြားကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အရင်တော့ကောင်လေးတွေကိုပဲစိတ်ဝင်စားခဲ့ရပေါ့ဒါပေမဲ့သူနဲ့တွေ့ပြီးတော့ကျွန်တော် အကောင်မလေးကိုလည်းစိတ်ဝင်စားတယ်။နောက်ကြောဒါပေမဲ့တခြားကောင်မလေးတွေလည်းစိတ်ဝင်စားတာမျိုးတော့မဟုတ်ဘူး။သူ့ကိုပဲစိတ်ဝင်စားတာမျိုးပေါ့။အဲ့ဒါဆိုဒါပေမဲ့ကိုကိုကိုတေချာတော့မသိဘူး။ဒါပေမဲ့သူ့ကိုတော့လက်ခံနိုင်တယ်။မိန်းကလေးဖြစ်နေပေမဲ့ချစ်သူတယောက်အဖြစ်လက်ခံနိုင်တယ်ပေါ့။အဲ့ဒါကြောင့်မို့ questioning အစစ်မှရှိနေတာလားပေါ့။တေမတေချာဘူးဆိုတဲ့ဟာကိုရိပ်မိသွားတာပေါ့နော်။ဘုံဆိုင်ပေါ်ကနေရောတလိခမ်းရပါဟုတ် มันเลยหลุดใช่ไหมใช่หรอกนึกถึงคนทั้งหลายรับผิดใช่ที่โดนทายรับผิดใช่ไหมโอ้ชอบแต่บุตรผูุยอะไรไม่ใช่เออเผู้กที่อยากเปรี้ยวเลยอ่าปุ้ใหญ่สิจ้ยกจะเปรี้ยวมาหอบไปเองไม่เลยเออเออเออจ้งหลุดแทนนี่เหี้ยแล้วลงแพ้เข้านี่กะเข้านี่กะ 然后我妈就要我带了，哎，不带了吧。ကငငယ်ကနေ့ကတော့ဟိုပါပေါ့ကိုကိုကိုပေါ့နော်အရင်ငငယ်မူလာတန်းကနေ့ကဟိုကနွဲ့နွဲ့နောင်နောင်နေတတ်တာဒီလိုရှိတယ်ဒါပေမဲ့အရင်လည်းစူတယ်ငါလည်းအဲ့လိုမျိုးပြီးမဲ့လည်းဒါပြပြင်လို့မရဘူးဟိုဒီတိုင်းပဲကျောင်းတက်တဲ့အထိပြီးတဲ့ကျောင်းဝယ်ပြီးတဲ့အထိတော့အဲ့တိုင်းပဲနေတယ်နောက်ကျတော့ င်းရလည်းပြောမြတော့ဒီတိုင်းပဲလွတ်ထားလိုက်ပြီဒါပေမဲ့ကို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 ကပြန်ထိန်းတယ်ကွယ်လန့်တပင်းနေရှိရင်တော့အဝယ်စားတွေဘာညာတွေဆိုမိမလေးမိမပုံအပြည့်စုံဝတ်တယ်ပေါ့နော်ပုံမှန်နေတယ်ဆိုရင်တော့ဒီတိုင်းရာကြလေးလိုပဲနေတယ်ပေါ့အလောက်ကန်ရတော့ဒါလည်းမျိုးပေါ့နော်ရှိတဲ့ချိန်အဲကာပွဲတွေရှိတဲ့ချိန်တကယ်ချင်းနေခွန်လိုက်ကတာမျိုးတွေရှိတယ်အလူမင်္ဂလာပွဲလမ်းတွေမှာအလူပွဲတွေမှာအလှည့်လိုက်ဖို့ရခေါ်တယ်ဆိုရင်ကျွန်တော်တို့လိုက်တာမျိုးတွေအလူမျိုးတွေတော့ရှိပါဟုတ်အဲငငယ်ကနေရတော့ကိုကိုကိုဒီစိတ်ခံစားချက်ရှိတယ်ဆိုတာသိတယ် ကဲဒီနေ့အစီအစဉ်ကနေတငယ်ချင်းလေးတို့အနေနဲ့မိမိရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ဗဟုသုတရပွဲရတဲ့အပြင်အခြားသောတငယ်ချင်းလေးတွေစီကရင်နွှင်းစကားအတန်တွေကိုလည်းနားဆင်ခဲ့ကြရလို့ကျင့်တတ်မယ်လို့မျှော်လင့်ပါတယ်။နောက်ပတ်တွင်မှဘလိုမျိုးအကြောင်းအရာမျိုးတွေကိုတင်ဆက်စေခြင်းတည်းလဲဆိုတာကောမန့်မှာရေးခဲ့ကြဖို့မမေ့ပါနဲ့နော်။ အခုချိန်ထိနားဆင်အားပေးခဲ့ကြတဲ့တငငချင်းလေးများအလုံးကိုကျေးဇူးတင်ပါတယ်။ရင်ခုန်တန်ရဲ့ podcast အစီအစဉ်မှာနောက်ထပ်ဘလို့အစီအစဉ်ကောင်းတွေလာမလဲဆိုတာကိုအမြဲစောင့်ကြည့်ပေးပါအောင်နော်။ယခုအစီအစဉ်ကိုရင်ခုန်တန်ရဲ့ Spotify နဲ့ YouTube မှာဝင်ရောက်နားဆင်နိုင်ပါတယ်။ဒီစီဇန်နဲ့ပတ်သက်ပြီးအကြံပြုစရာများရှိတယ်ဆိုရင်ရင်ခုန်တန်ရဲ့ email ဖြစ်တဲ့ heartpeacemyanmar@gmail.com ကိုစာရေးသားပို့နိုင်ပါတယ်။ဒါဆိုရင်လာမယ့်အပိုင်းမှာပြန်ဆောင်ကြရအောင်။